တို့မကြိုက်တာကတော့ဒီ Dablo ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဒီဦးဆောင်သူ Women Online နဲ့နော်တာဝန်ရှိသူတွေသူလုံးဝမနှက်တတ်တာပဲရှိပါတယ်။တော့သူတို့လုံးဝကိုရာထူးမှမရှိစေချင်တော့ဘူး။စင်းနေကဲပျော်ရင်တကောင်ကတော့နေ့စဉ်နဲ့အမြသူ့ရဲ့အဘကိုချစ်လိုက်သူ့ရဲ့အဘကိုမုန်းနိုင်လုံနေတာကတော့တွေ့နေရပါတယ်။နေနိုင်ငံတကာက အဲဒီလိုထိတွေ့ဆက်ဆံလာတိုင်းလဲတရားဝင်မှုရတယ်လို့တော့ကျမတို့ပြောလို့မရပါဘူးနိုင်ငံတကာကအဲအခုလိုမျိုးပေါ့နော်တွေးဆုံမှုတွေမှာအခုကိုပဲဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးတဲ့နိုင်ငံတွေမှာကိုကပေါ့နော် position တွေရှိနေပြီဖြစ်ပါတယ်ဒါစစ်ကောင်စီကိုတရားဝင်မှုမပေးတဲ့အနည်းလမ်းမျိုးနဲ့ဒါလည်းဒါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီကိုပေးသွားဖို့လို့ဆိုတာကအခု even နေပြည်တော်သွားနေကြတဲ့အဲပေါ့နော်ဒီအဖွဲ့အစည်းတွေတန်တမန်တွေမှာကိုကဒီ position ရှိထားပြီးသားဖြစ်ပါတယ်

ဒီလိုလေးရရှိမလို့တော့ပြီးကမှာတော့ယနေ့ဧပြီလ23ရက်နေ့အနည်းဝင်နေတဲ့မနက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုအားပေးပေးဖို့ဒီနေရာကနေထပ်မံတောင်းဆိုလိုက်ပါတယ်။ဒီကောင်းဆောင်များကတော့၎င်းတို့ရဲ့ကိုကျိုးစီပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1533ရက်ရှိပြီဖြစ်ပါတယ်။မြန်မာနိုင်ငံတော်မှတရက်တာအတွင်းစစ်ကောင်စီကစစ်ကွေးတွေဆုံးမှုစီရင်မှာတော့စကိုင်းတိုင်းကလေးမြို့နယ်မှာ9ကောင်၊ပဲခူးတိုင်းမင်းလိုက်မြို့နယ်မှာ2ကောင်၊အေယာဝတီတိုင်းဟင်းသားမြို့နယ်မှာ2ကောင် အရာဝတီတိုင်းကြုံပြုံမြို့နယ်မှာတကောင်တင်းသာရီတိုင်းရေဖြူမြို့နယ်မှာတဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။အရာဝတီတိုင်းမှာပါစတင်တွေ့ရှိနေရတဲ့အနေအထားတွေလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်မှာတော့မန္တလေးနဲ့စကိုင်းမှာရှိတဲ့ပြည်သူတွေမိနေကြတဲ့မိကုံတစ်ခုပါပဲ။အလင်းကြီးဘယ်တော့ရက်မှာလဲ။ဘယ်တော့ကြီးဆက်လုံနေဦးမှာလဲ။ပြည်စရာမရှိတဲ့မိကုံတစ်ခုပါပဲ။ဒါကဘာလုံးမှာရှိတဲ့သူတွေဖြေနိုင်တဲ့မိကုံတစ်ခုပေါ့ပါဘူး။မန္တလေးတိုင်းဝမ်းတွင်းမြို့နီးမြေရောက်အနက်20ကီလိုမီတာကိုဗဟိုပြူပြီး ပစ်ချက်တာစကေး9.9အဆင့်နဲ့အင်အားသင့်တင်ရှိတဲ့မြေကလင်တစ်ခုဟာယနေ့မြန်မာစံတော်ချိန်8:54မိနစ်မှာတက်မှန်လုတ်ခတ်ခဲ့တယ်လို့လည်း NUG ကနေထုတ်ပြန်လိုက်ပါတယ်။ ငလင်ဟာဝန်ကြီးမျိုးနယ်ပေါင်းဝင်ဘေးပတ်ဝန်ကြီးမျိုးနယ်များမှာပြောတိတိတသားလောက်ခတ်ခဲ့တယ်လို့သိရပြီးငလင်လောက်ခတ်ချိန်အတွင်းဒေသခံတွေလမ်းမပေါ်ကိုပြေးဆင်းခဲ့ရတဲ့နေထားခုလည်းပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါလေ။ဒါကိုင်းငလင်ကြီးရဲ့နောက်ဆက်ကျွမ်းငလင်ငယ်တွေကိုဆက်လက်လုခဲ့နေသည့်အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်တတိပြုရန်နဲ့အညီနေထိုင်ကြပါလို့လဲ NUG ကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။နောက်ထပ်သတင်းတွေမှာတော့ဟန်စီကျင်းချခံထားရတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့မြမရှိဆောင်ပန် MBB ဥက္ကဋ္ဌဦးချစ်ခိုင်နဲ့ဒီကဘာဥခင်ရှိရဲ့သားဦးစေတရတို့ပေါင်းဝင်စီးပွားရေးလုပ်ငန်းရှင်တွေကိုအေပလာ၁၂ရက်နေ့ကစစ်ကောင်စီကပြန်လို့ပြေးလိုက်ပါတယ်။ အန္တလီဥပိုထောင်ကနေ MBB ဥက္ကဋ္ဌဦးချစ်ကိုင်းကိုပြန်လုပေးလိုက်တယ်လို့ဦးစေတရားကလည်းအင်းစိန်ကြီးနောင်ကနေပြန်လုပေးလိုက်တယ်လို့အချင်းဦးစီထံကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်အလင်းဖြစ်နေတော့အလူကံပွေပြန်လဲထူထောင်ရေးမှာပါဝင်လို့ရအောင်ပြန်လုပေးတာဖြစ်မယ်သူတို့နှစ်ယောက်ထက်မဟုတ်ပါဘူးခြားစီးပွားရေးလုပ်ငန်းရှင်တွေကိုလည်းအားပါတယ်လို့သိရှိရပါတယ် ောက်ထပ်သတင်းတွေမှာတော့မြို့သားညီညွတ်ရေးအစိုးရအန်ယူဂျီဟာငလင်ပေးသေးတင်ကြွတွေမှာကိုယ်စစ်စီမှုအားလုံးကိုရက်တက်ပတ်နှစ်ပတ်ကြာရက်ဆိုင်ခဲ့ပြီးနောက်ထပ်ထပ်မံပြီးတပတ်သက်တမ်းတိုးမယ်လို့အန်ယူဂျီဝန်ကြီးချုပ်ယုံကနေပြီးထုတ်ပြန်လိုက်ပါတယ်။ဧပြီလ13ရက်နေ့ကနေနောက်ထပ်တပတ်ကိုကိုယ်စစ်ရက်ဆက်ဖို့ကာလတိုးချဲ့သွားတယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတွေမှာတော့ကင်းဒီပီနယ်မှာရှိတဲ့မိုးပြမြို့ကိုတာလွန်အင်အားနဲ့ထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုနေပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တရင်၈၃၅ကမဟာမိတ်တပ်တွေနဲ့အတူခုခံကာကွယ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။မိုးပြေရိုက်ကော်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်လက်နက်ကြီးပစ်ကူဒရုန်းနဲ့လေကြောင်းပစ်ကူအလုံးကျုံသုံးကကိုစစ်စင်နေပြီးတော်လိုင်းရေးမဟာမိတ်တပ်ပေါင်းစုတွေကနေ့စဉ်ရက်ဆက်တိုက်ပွဲပြင်းထန်နေကြောင်းသူပေါ်ပြထားပါတယ်။တော်လိုင်းတပ်တွေခုခံတိုက်ခိုက်ရမှာတော့စစ်ကောင်စီကအထိကြိုက်ကြာဆုံးများပြားနေပြီးတော်လိုင်းရေးတပ်ပေါင်းစုဘက်ကလည်းထိကြိုက်ကြာဆုံးမှုတွေရှိနေပါတယ်။တိုက်ပွဲတွင်နေပြည်တော် PDF တရင်ရှင်း3-5တနောင်းစစ်ကြောင်းဒုတခွင်မှုတဦးကြာဆုံးခဲ့ပြီးရဲဘော်6ဦးလည်းထိကြိုက်တန်ရာရရှိခဲ့ပါတယ်။ ရမစေကောင်စီကိုရွေးရွှေညွန်တိုက်ခိုက်ပြင်းပေးဆက်သွားတဲ့သူတက်ခွဲမှုရဲဘော်ငတိနေတကွမဟာမိတ်တပ်တွေကနေရဲဘော်တွေကိုအလေးအနီပြုသလိုဘိုးပြဲမျိုးကိုတော်လိုင်းပူပေါင်းတဲ့တွေကဆက်လက်ထိန်းချုပ်ထားဆဲလို့လဲပြောထားပါတယ်။ရမစေကောင်စီကတိုက်ပွဲအေးရမဟုတ်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်တာဒီကြောင်းနဲ့ဘုံကျက်တိုက်ခိုက်တာတွေပြုလုပ်နေပြီးရဲသားထိခိုက်မှုတွေလည်းရှိနေတယ်လို့နေပြီးတော့ PDF တရင်၈၃၅ကပြန်ထားပါတယ်။နောက်ထပ်သတင်းတွေမှာတော့တော်လိုင်းကြီးတခုမှာအောင်ပွဲတွေဆင်တဲ့အဖွဲတွေကသက်တိုက်ဇက်တိုက်ဆိုလိုပဲအောင်စိတ်နဲ့နိုင်ယူနေတာကိုတွေ့နေရပါတယ်။လေးကံကောလမ်းမှာရှိတဲ့ ြန်သာစကန်းကိုဥပေါင်းတက်များသိမ့်ပိုက်လိုက်ပြီးဖြစ်ပါတယ်။နှစ်လအတွင်းမှာပဲစကန်း၅ခုကိုသိမ့်ပိုက်ခဲ့ထောင်းရှင်းမျိုးသားတက်မတော် CND ကပြောရေးဆိုခွင့်ရသူ slide ထဏီကပြောထားပါတယ်။အဲ့ဒီနီးတစ်ပိုက်မှာသူစောထီတွေစစ်ကောင်စီတွေကြီးရတိုင်းမှာရှိနေတယ်ပေါ့နော်။ဘာကြီးကတော့၅ရွာမှာသူတို့အခြေတည်ကြတာပေါ့။လမ်းဝိတ်မဲ့သူတို့ကာကင်းလို့ပြောလို့ရတယ်လို့အဓိကကတော့ clean နဲ့ gang ကိုလမ်းကြောင်းမှာရှိနေပြီးဒီလမ်းကြောင်းကိုကျွန်တော်တို့ကအဓိကထားပြီးတော့ရှင်းလင်းရေးလုပ်နေတာပါလို့လဲပြောသွားခဲ့ပါတယ်။ကျွန်တော်တို့မကြိုက်တာကတော့ ဒီ WL ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဒီဦးဆောင်သူဦးမင်း online နဲ့နော်တာဝန်ရှိသူတွေသူလုံးဝမနှက်တတ်တာလေးရှိပါတယ်။တော့သူတို့လုံးဝကိုရာထူးမှမရှိသေးကျွန်တော်ဘူး။စင်းနေပျော်ရင်းတကောင်ကတော့နေ့စဉ်နဲ့အမြသူ့ရဲ့အဘကိုချစ်လိုက်သူ့ရဲ့အဘကိုမုန်းနိုင်လုပ်နေတာတော့တွေ့နေရပါတယ်။ online တက်တွေကနေပြီးအောင်မြင်မှုတွေကိုပြန်လဲဝေမျှနေတဲ့ချိန်မှာတော့မော်တတိုက်ဟာဒါတွေကိုကြည့်ပြီးတော့လေးပေါက်ကွဲနေတဲ့အနေထားတော့နေ့စဉ်မြပါပဲ။နေ့စဉ်ကျင်းနေပြီ။တက်မလို့မှာအကယ်၍တာပေါ့နော်။သူတို့ဒီရာထူးကစင်းပေးလိုက်ရင် ဘာတွေဖြစ်သွားနိုင်တယ်ဆိုလို့ရှိရင်အောက်ခြေမှာတကယ်တမ်းတာဝန်ထမ်းဆောင်နေတဲ့တပ်မတော်သားတွေရဲ့ခံစားချက်ကိုကုစားပေးရရောက်ပါတယ်အခုအလုံးသေးတိုင်းပါဗျာတပ်မတော်ရဲ့အောက်ခြေမှာထိုးကြွေးခံတယ်လို့ပဲပြောပြောပါဗျာနော်ဂရုမစိုက်လို့ပဲပြောပြောကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာဒီစစ်ရေးရုံပြင်းပြင်းခံရတဲ့တိုက်ခိုက်ခံရတဲ့ခံရမှာခံကိစ္စမှာတော်တော်များများတဆုံးရှုံးခဲ့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တပ်မတော်ဒီအောက်ခြေကိုနည်းနည်းမှဂရုမစိုက်ဘူးဗျာနော်အဲ့ဒီခံစားချက်ကကောင်းတဲ့ခံစားချက်မဟုတ်ဘူးတိုက်ပွဲဝင်စိတ်ဓာတ်တွေကိုတိုက်ပွဲဝင်စိတ်ဓာတ်တွေကိုတွားပြီးထိရောက်စေတယ်တပ်မတော်မှာစီးလုံးညီညီမှုကိုဆက်လက်ပြီးထိရောက်စေတယ် ဲ့ဒါကြောင့်မလို့ဒီစိတ်သက်ဒီခံစားချက်တွေပြင်ဆင်နိုင်ဖို့ပြန်လဲကုစားနိုင်ဖို့တော့ကဒါကြောင့်လည်းတော့ကုစားနေသည်ဟွန်းတက်မလို့ထိပ်ပိုင်းကောင်းဆောင်တာဝန်ယူထားတော့ဦးမင်းအောင်လိုက်ကိုယ်တိုင်ယာတုကလည်းစင်ပေးဖို့ဒီနည်းနဲ့ကုစားမှာပဲရမယ်ကျန်တဲ့နည်းနဲ့ကုစားဖို့တော့လုံးဝကျွန်တော်တို့မမြင်ပါဘူးနော်အဲ့တော့တက်မလို့ကောင်းဆောင်အနေနဲ့ကိုတောင်းဝင်ကိုတိပြီးတော့နော်ယာတုကနေပြီးတော့နှုတ်ထွက်ရတော့လကောင်းပလေမော်တက်နေတဲ့ကိုယ်ကကိုတောင်းဝင်ကိုတိမလားဟာကိုတောင်းဝင်မတိလို့အခုလိုမှမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေကနေပြီးတွန်းလှန်နေရတာလေຢາດຸມາສັດແລະမຊິຕင်းတော့ແລະໂຕແມ່ອູ້ແມ່ອອກໄມ້ໄຖຊົງກະປາပါແລ້ວຕັ້ງບໍ່ລະມາ ကျွန်တော်မကြိုက်တဲ့ women online နော်ဒီရာထူးလေးယူထားပေးမယ်လဲတက်မလို့ကအစုအဖွဲ့အများနဲ့ဆောင်ရွက်ရတဲ့အတွက်ကြောင့်မလို့အဲတက်မလို့ကို product ဖြစ်ဖြစ်ရက်တည်နေရမှာပါဒါပေမဲ့တော့ကျွန်တော်တို့ရဲ့ဒီစန္ဒာပေါ့ဒီသူတွေဒီသူရဲ့စန္ဒာအားဖြစ်တော့ဟိုအောင်မြင်လည်းမဆောင်ရွက်ပေးနိုင်ဘူးဘာလို့ဘာမှမလုပ်ပေးနိုင်မင်းနဲ့တက်မလို့ရဲ့ဒီတမိုင်းကိုကြာရှုံးမှုတွေကိုဖြစ်ပွားစေခဲ့တဲ့ women online ကိုရာထူးကလည်းထွက်စေချင်တယ်လို့လုံးဝလည်းကျွန်တော်မမြင်ဘူးညာလို့မရတဲ့အချက်ကတော့ဒေချာလဲကျွန်တော်တို့တက်မလို့နော်ကျွန်တော်တို့ရက်တည်နေတဲ့ဗချမ်းပေါ့ကျွန်တော်ရက်တည်နေတဲ့အဖွဲ့ကြီးတော်တော်များများရုန်းကန်နေရတာ ထို့ဒီကျွန်တော်တို့ရုံးကန်နေရတယ်လို့တစ်ဖက်ကဒီတိုင်းဆက်ပြည်ဖြစ်ပေါ်စစ်သေးကြအုပ်စုဒီရုံးကန်နေရတာသူတို့ရဲ့အခြေအနေကိုပြောပါဟေးဆိုလို့ရှိရင်သူတို့ဒီလဲရုံးကန်ရနေတာပဲเนาะအဲ့တော့အခုခင်ဗျားတို့ကျွန်တော်ဘယ်ဘက်ချမ်းမှရက်တည်နေလဲကျွန်တော်တို့ချုပ်လက်ပြောကြရအောင်เนาะကပိုင်းကြီးနှစ်ချမ်းကွဲသွားရင်တော့မှာပဲတက်မလို့ရှိတဲ့ဘက်ချမ်းမှနေမယ်ဆိုတဲ့သူရှိတယ်เนาะအဲ့တော့ဟေးကပိုင်းကြီးနှစ်ချမ်းမကွဲခင်တော့မင်းတို့အဲ့တက်မလို့ရှိတဲ့ချမ်းမှနေတဲ့ကောင်နေအဲ့မင်းတို့တက်မလို့ရယ်မင်းတို့အပါကောင်းဆုံးလူလိုက်သွားမှာနောက်ကြရင် ကပိုင်းတချမ်းကွဲသွားရင်တော့မှပဲဒီတော်လိုင်းရှိတဲ့အရာမှနေမယ်ဟလာဒီနီပိန်းအုပ်စုရှိတဲ့အရာမှနေမယ်ဟေ့ဆိုလို့ရှိရင်တော့လေဟလာခင်ဗျားတို့သဘောပါအဲ့တော့တက်မလို့ဒီလဲရုံးကန်နေရတယ်လို့တစ်ဖက်ကဒီအဒီတော်လိုင်းရေးပေါ့နော်ဘုစုတစ်ဖက်အနိုင်ရရေးအတွက်တော်လန်နေတဲ့တော်လိုင်းအုပ်စုများဒီလဲရုံးကန်နေရပါလားရုံးကန်ရတဲ့ကျင်းတော့မတူဘူးပေါ့နော်တက်မလို့ရုံးကန်မှုကလည်းတတော်လေးရုံးကန်နေရပါလားထို့တူပဲအတဖက်ကရုံးကန်မှုကတော့ဘာနဲ့လားတဲ့လူလဲဆိုတော့တော်တော်ကိုအောက်ဆုံးကနေရုံးကန်နေရတာပါ အဲ့တော့ကြောင့်မို့လို့အခုချိန်နေမှာကျွန်တော်တို့အားလုံးဒီရွေးချယ်စရာနှစ်ခုရှိလာပြီနိုင်ငံပျက်စီးခြင်းဘက်ကိုအားပေးမလားဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ခုတက်မလို့နဲ့နိုင်ငံမပျက်စီးရေးကိုရက်တည်မလားဒီနှစ်ခုကိုကျွန်တော်တို့ကြည့်ရအောင်မင်္ဂလာပါခင်ဗျာမင်္ဂလာပါအဲ့တော့အခုအားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့တောင်ပိုင်းပေါ့အဲဒီကရင်ပြည်နယ်ဘက်နဲ့ဒီထိုင်းဘက်ချမ်းထိုင်းဘက်ချမ်းဒီမှာလဲထိုင်းနိုင်ငံနယ်စပ်နဲ့ထိစပ်လက်ရှိရဲ့ကရင်ပြည်နယ်ကော့ကရိတ်ပေါ့နော်အဲမြောက်ဦးကော့ကရိတ်အဲ့ဘက်ချမ်းမှာလဲဒီတိုက်ပွဲတွေဥစုပ္ပဆက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ကော့ဂရိတ်မျိုးသည်လုံးဝမြုပ်ပြက်ကြီးဖြစ်သွားတယ်ပေါ်လစ်တစ်ဆိုက်လုပ်ပြီးတော့နိုင်ငံရေးအရာပေါ့နော်တရားဝင်မှုအပိုပြီးတော့ရနေတဲ့အောင်ပေါ့နော်ဒီစစ်ကောင်စီကလုတ်ခွင့်ရနေတဲ့အချက်ပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒါကတော့ကျမတို့တို့အတွက် concern ဖြစ်စရာကောင်းတယ်ဒါကြောင့်မို့လို့အခုဒီသတင်းစာရှင်းလင်းပွဲကနေပြီးတော့တစင်ကျမတို့ကထုတ်ဖော်ပြောကြားလိုတာဖြစ်ပါတယ်ခုနကအာဆီယံနိုင်ငံသားရဲ့ဝင်ကြီးနှစ်ဦးသွားမယ်ဆိုတာလေအဲကျမတို့ချုပ်တင်ပြီးတော့ တရင်ရရှိခဲ့တာရှိသလိုဒီလက်ရှိအာဆီယံချဲအနေနဲ့တာဝန်ယူထားတဲ့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနနဲ့ဝန်ကြီးနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်မှုတွေရှိပါတယ်။နောက်အာဆီယံစပက်ရှယ်အမ်ပွိုင်းရုံးနဲ့ဆိုလို့ရှိရင်လည်းဆက်သွယ်ဆောင်ရွက်မှုတွေရှိပါတယ်။ဒါဟာဒီအမ်ပွိုင်းတွေကဒါသူတို့ရဲ့မန်ဒိတ်လည်းဖြစ်တယ်။သူတို့ဒီ ် SAC မှမဟုတ်ဘူး NUG မှမဟုတ်ဘူးတခြားသော stakeholder တွေနဲ့လည်းပဲဒီလိုထိတွေ့ရမယ်တွေ့ဆုံရမယ်ဆိုတာဒီအဲသူတို့တွေရဲ့ mandate နဲ့လုပ်ငန်းတာဝန်ပဲဖြစ်ပါတယ်ဒါသူတို့တာဝန်ကိုသူတို့ထမ်းဆောင်တာဖြစ်တယ်တစ်ချက်ကကျွန်တော်တို့ဒီနဲ့ထိတွေ့ဆောင်ရွက်တဲ့အခါမှာဒီ public မဟုတ်ဖဲနဲ့ပေါ့နော် private လီးသွားနေတာတွေကိုအခုချိန်ကစလို့ရတန်းကတော့ရက်ဖို့လို့လုံနေပြီဆိုတာကိုတော့ကျွန်တော်တို့တောက်လျှောက်ပြောပါတယ်ဒါကြောင့်အခုဒီနေ့သတင်းစာရှင်းလင်းပွဲမှာလည်းပဲပေါ့နော်ကျွန်တော်တို့ထုတ်ဖော်ပြောကြလိုတာကတော့ human special envoy နဲ့လည်းကျမတို့စဉ်ဆက်မပြတ်အဲထိတွေ့ဆောင်ရွက်မှုတွေအဲတရင်အဲဖလဲအချက်လက်ဖလဲမှုတွေရှိပါတယ်ဆိုတော့ကျမတို့အနေနဲ့ပြောကြလို့ရပေါ့နော်ဆိုတော့အဲ့တော့ဒီအခြေအနေကိုအကြောင်းပြုပြီးစစ်ကောင်စီကိုနိုင်ငံတကာကအတိမတ်ပြုလာသလားမပြုဘူးလားဆိုတာကအခုဒီအခြေအနေတစ်ခုတင်ငိမ့်တဲ့အခြေအနေတစ်ခုကိုရောက်သွားပြီဆိုလို့ရှိရင်တော့ပေါ်လွင်လာပါလိမ့်မယ်ကျမတို့တောက်လျှောက်အာပြောကြလို့တာကတော့ဒီဟာကိုအကြောင်းပြုပြီးတော့ ဒါကြောင့်နိုင်ငံရေးအရာအမျက်မထုတ်ဖို့လို့လိုတယ်။ခုနရှေ့မှာ ရှင်ရင်းစွဲ ရှိနေတဲ့အပြည်သူလူထုရဲ့အဲသဘောထားတွေ aspiration တွေစိတ်ကောင်းစီပေါ်မှာထားနေတဲ့သဘောထားအမြင်တွေက သူ့ရဲ့အပြုတ်အမူတွေ မပြောင်းလဲပဲနဲ့ကျွန်တော်တို့ဟိုနိုင်ငံတကာဘက်ကအပြောင်းလဲဖြစ်ပြီးတော့တရားဝင်မှုပေးလိုက်တာမျိုးအတိမတ်ပြုတ်လိုက်တဲ့ဆက်ဆံရေးမျိုးကိုမဖြစ်ဖို့ လူရဲဆိုတာကတော့ကျမဒီမှာလက်ထပ်လောင်းပြီးတော့ပြောလိုတာဖြစ်ပါတယ်ခုနဘင်းစတက်အစည်းအဝေးကလည်းထုံးလေးလကောက်ပါပဲဘင်းစတက်အစည်းအဝေးမတိုင်ခင်အဲစီကောင်းဆောင်ကိုဖိတ်ကြားမယ်လို့ကျမတို့သတင်းရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့26ရက်နေ့ရက်စွဲနဲ့ကျမတို့ဘင်းစတက်အဖွဲ့ဝင်နိုင်ငံအသီးသီးစီကိုကျမတို့ကန့်ကွက်ကန့်ကွက်အကြောင်းစာရေးသားပေးပို့ခဲ့တာရှိတယ်အထူးသဖြင့်ကျမတို့ လက်ခံကျင်းပတဲ့အဲနိုင်ငံပေါ့နော်ကျမတို့အိန္ဒိချင်းနိုင်ငံကိုလည်းကျမတို့မြေတားရက်ခံပန်ကြားခဲ့တာရှိပါတယ်ဒီအိန္ဒိချင်းနိုင်ငံအနေနဲ့လည်းပဲဒီအချိန်မှာဒီစစ်ကောင်စီကိုလက်ခံတွေ့ဆုံခြင်းအပြင်တရားမမှုပေးလိုက်သလိုဖြစ်မဲ့တစ်ဖက်မှာလည်းပဲဒီစစ်ကောင်စီဟာအကြမ်းဖက်စစ်ကောင်ဆောင်ဟာရာဇဝတ် ရာဇဝတ်ကောင်အဖြစ်နဲ့ပေါ့နော်ဒီဒီတရားခံအနေနဲ့အဲဝရန်ထုတ်ခံထားရတဲ့သူလည်းဖြစ်တယ်လို့သူ့လက်ကသွေးစွန်းနေတယ်လည်းဖြစ်တယ်။ဒါကြောင့်မို့လို့ဒီအဲအထူးသဖြင့်ပေါ့နော်အင်ဂျင်ချင်းနိုင်ငံဖြစ်ရုံနဲ့မကဘူး။ကျမတို့ဒီလူခွန်ရေးကောင်စီရဲ့အလှည့်ကျအဖွဲ့ဝင်ပေါ့နော်။ဟိုနိုင်ငံတကာနိုင်ငံလည်းဖြစ်နေတယ်။ဒါလူခွန်ရေးကောင်စီရဲ့အဲအဖွဲ့ဝင်နိုင်ငံတကာနိုင်ငံအနေနဲ့အဲလိုက်ပါဆောင်ရွက်ရမယ်။အဲဒီပေါ့နော်ချင့်မှုတွေရှိတယ်။ အဲနှုတ်ဆန်တမှုတွေရှိတယ်ဒါတွေနဲ့လည်းစန့်ကျင်နေတာဖြစ်တဲ့အကြောင်းကိုတော့ကျွန်တော်တို့ seriously ပေါ့နော်အကြောင်းကြားခဲ့တာရှိပါတယ်ပေါ့နော်တိုးတော်လည်းပဲအဲဒါစစ်ကောင်းဆောင်ကိုလက်ခံတွေ့ဆုံခဲ့တယ်အဲ့တော့နောက်ဆက်တွဲဖြစ်ပေါ်လာမဲ့အခြေအနေတွေကတော့ဖိတ်ကြားတဲ့နိုင်ငံတွေလက်ခံတွေ့ဆုံတဲ့သူတွေရဲ့တာဝန်ပဲဖြစ်ပါလိမ့်မယ်လို့ကျေးဇူးတင်ပါတယ်။ပုံစွဲတဲ့လူတွေအနေနဲ့ကလည်းပြန်လောက်ချင်းတယ်။ပြန်လောက်ချင်း။ဒီကမြင်သွားဝယ်တယ်။ဘယ်ဆိုင်မှမရအောင်။ဟုတ်။ဝယ်ရှိမယ်။ရှိတာမဟုတ်ဘူး။ ။အာတချို့ရှိတာပေါ့။တချို့ကြောင့်စိုက်မှမထားဘဲနဲ့သူ့အိမ်ပြန်တည်ထားရအောင်ရှိရှိမှာပေါ့။ဒါပြောပြရလေ။အဲ့တော့ပုံစွဲတဲ့လူတွေအနေနဲ့ကလည်းဒါမျိုးမှတ်တာပါလေ။ဟုတ်ဘောနော်ကျွန်တော်မြန်မာလူမျိုးတွေကအမှတ်မရှိဘူးလေအေးမင်းတို့ဘောမင်းကအဓိကပဲမင်းကထိတ်ဆိုးအောင်ကောင်းဒါမျိုးကိုမှတ်ထားပြီးတော့အားမပေးနဲ့တော့မှန်မှန်ကန်ကန်ရောင်းတဲ့လူကိုပဲအားပေးစေချင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့နောက်ဘောဟိုဘောနော်ပညာအရင်လူပဲ နုပြနုပြလုပ်ငန်းနေဩဒါလည်းပတ်သက်လို့လုပ်ပါအောင်ဒါလည်းနုပြညာတန်းတန်းကတော့၄နှစ်လောက်ရှိပါပြီဘာမှ၄နှစ်၄နှစ်လောက်ရှိပါပြီနည်းဆုံး၄နှစ်၅နှစ်လောက်ပေါ့လေးနှစ်ကျော်ငါးနှစ်အတွင်းမှာအဘဘောကိုအပြိုင်ဆိုင်မနေရတာဖြစ်တဲ့အတွက်အနုပညာသဏ္ဍာန်နဲ့မလုံနိုင်တော့ဘူးအနုပညာလုပ်တွေပဲလုပ်တော့တယ်အခုချိန်မှာအနုပညာထွက်လုပ်ကြည့်ပါလားကွာဒီကောင်အိမ်ပြန်အောင်ရောက်မှာမဟုတ်ဘူးလုံးရှင်လည်းမရိုက်ရအောင်ပါဘူးဟုတ်ဗီဒီယိုလည်းမရိုက်ပါဘူးမရိုက်ရအောင်ပေါ့နော် ဘာမှလည်းမရရပါဘူးမရဘူးဒါဆိုအင်းစီအိမ်မနေရဘူးပွဲလည်းမကရပါဘူးဒါအိမ်မနေနဲ့ဖွဲ့တွေဒစိတ်တွေကြာနေတာပေါ့ဒါဆိုအိမ်မဘာမှမလုပ်ဖင်းနေဘူးအစဲခံတာဘာမှမလုပ်ဖင်းနေဘူးဖြစ်နေစဲခံနေတာဒါဒီလိုပါပဲဝွကျွေးလေဝွကျွေးဟုတ်ဟိုကျွန်တော်တို့အားကြောင့်ပြောရမှာဟာကျွန်တော်တို့မြန်မာလူမျိုးတွေတချို့တချို့သောသူတွေကပေါ့နော်အကိုတို့စင်းရအောင်နေနွမ်းနွမ်းဖက်ဖက်နေဟုတ် အကိုတော့မပုတ်လည်းမပုတ်ခတ်ဘူးဆဲလည်းမဆဲဘူးလူရလည်းမတွေ့ဘူးတို့အင်းစင်အဲတောက်တောက်ပြောင်ပြောင်လေးနဲ့နေကြည့်လိုက်မဟုတ်တော့ဟုတ်ကောက်တို့စပြောတော့မင်းကတောက်တောက်ပြောင်နေလို့ပြည်သူတွေကနေပြီးပြောတာမဟုတ်ဘူးမင်းဘောပြပြမနေလို့ပြောပပြောနေတာကိုကိုကဘာလုပ်လို့လုပ်နေမှန်းတော့မသိတယ်မင်းတို့ရဲ့ဘောမကောင်ကြီးရဲ့စိတ်တက်ကလည်းတော်တော်လေးကိုစိုးရွားနေတာပဲအဲ့လိုပေါ့အခုစိတ်ထဲမကောင်တချို့ live မှာမြင်နေရတာလေ ငငယ်လုံနေတဲ့လူတွေဟဲ့လားဟိုကိုလည်းမလုံနိုင်တကယ်လုံတဲ့လူတွေကိုပုတ်ခတ်နေတာတွေတွေ့ရတယ်အဲ့တော့ကျွန်တော်ခုနပြောခဲ့တဲ့စကားလိုပဲကျွန်တော်သူများကိုအကုသို့မပေးချင်တော့တဲ့အတွက်ကျွန်တော်လှူတာ ကျွန်တော်သိတယ်ဘူးမသိကြမှာတော့ကျွန်တော်လှူတာကျွန်တော်သိတယ်ဟိုကျွန်တော်စေတနာကျွန်တော်မြင့်တာကျွန်တော်နဲ့ပေါင်းတဲ့လူပေါင်းမှုတဲ့လူတော်တော်သိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လှူတာကျွန်တော်သိတယ် ဒီကကိုဆောင်တဲ့ဒီဘုရင်ကြီးတယ်ဘုရားဒီဘုရင်ကြီးတယ်ကျွန်တော်ဒီဘုပဲရင်ကြီးတာပဲဘာလို့မှာလဲဒါတွေအရင်ကတော့ကိုယ်တည်းလဲဟိုချွန်တုံးပရိုက်တာလို့တော့ဆိုဒါဒဲ့ပြောရလေအာလိုက်မော်တွေတင်းနေအာသူများတွေအာချွန်တုံးကြီးဘာဖြစ်တယ်ညာအာတနိုင်ကန်လုံးဝဂုံပြုတ်လိုက်ကြတာဆိုတာလေအဲတနိုင်ကန်လုံးဝဂုံပြုတ်ရတယ်သူတို့ဘောမတတိုင်ဂုံပြုတ်ရဗတနိုင်ကန်လုံးဝဂုံပြုတ်ရပြောရသေးတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုရင်းလာကျေးဇူးဟုတ်ကဲ့ပါကျွန်တော်လမ်းကြုံတုံးလေးဒါကြုံရခဲ့တယ်ပထမဆုံးကျွန်တော်အင်တာဗျူးလေး ်ရွေးအတွက်ကျေးဇူးပါတောင်းဆိုချင်တာတခုကတော့ဟုတ်ကဲ့ဖြစ်နိုင်ရင်မို့နော်ဒါပြည်သူတွေအတွက်ပေါ့ဟုတ်ကဲ့အဲ့လိုဈေးတင်ရောင်းတဲ့ဟာတွေရှင်းရတာနဲ့မရောင်းတဲ့ဟာတွေဟုတ်ကဲ့အဲ့ဒါကိုအဖွဲတစ်ဖွဲဖွဲ့ပြီးတော့လေတီးတက်လေးစောင်ရွက်ဖေးစီခြင်းလေလို့ဟုတ်ကဲ့ပါဘုရားကျေးဇူးတင်ပါလို့အဲ့လိုရှိရင်လဲခိုင်းနေရရှိခိုင်းပါပြန်ပြီးကျွန်တော် public ကိုဖြတ်ချလိုက်ပြောပေးပါဦးနော်အဲ့ဒါ main ပဲဟုတ်ကဲ့ပါဒါနဲ့သူတို့ခင်ဗျာအကုန်လုံး တနေ့လုံးမှာတနေ့စားရတဲ့လူတွေလည်းဒုက္ခရောက်နေလေဟုတ်ကဲ့မရောဆိုတော့လေဟိုဒီဈေးဆိုတော့လေမဝယ်ဦးလို့လို့မရဘူးလေဟုတ်ကဲ့တို့ဒါဝယ်ရတာပဲအဲ့ကိစ္စလေးပါပဲဟုတ်ကဲ့ပါဟုတ်အားလုံးတော့ပါကျွန်တော်တို့ကတော့ AC ပါဟုတ်ကဲ့ကျေးဇူးတင်ပါအဲမင်းတို့ဘောမတွေကတော့ AC ပါကွာအမေစုလက်ထက်ကဆိုရင်ဒီလိုမျိုးကိစ္စတွေကိုချုပ်ကင်မှုဆိုပဲဆိုပြီးတော့ပြပြီးလုတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီသူတင်ထားတဲ့ဆူရောက်ကိုသူ့ချပြီးတော့လင်းပေါ်ခွေးတက်တဲ့အခါမှာတော့ပေးရလဲသူ့ဟာသူနေရာရဖို့လူနေရာနဲ့ပဲဒီသူတွေကိုလည်းပြင်မကြည့်နိုင်သူ့ဟာသူသူ့ဘွဲတွေနိုင်ဖို့လုပ်နေရတာနဲ့ပဲ ီသူတွေလက်ကြည့်မှုနေတာသူ့ဟာသူတောင်တိုင်ပတ်နေတာဖြစ်တဲ့အတွက်ဒီသူတွေအနေနဲ့ကတော့အစိုးရမရှိတဲ့နိုင်ငံမှာနေနေရတယ်မတူမချနာပါပဲ။ဒါကြောင့်တော်လန်ပြည်သူတွေအားလုံးလူမျိုးစစ်ကွေးနဲ့စစ်ဘောမှတတိုက်ကိုညံသုံးတွန်းလှန်ပြီးတော့ဒီသူအစိုးရတခုကိုပြန်ကျင်နိုင်ဖို့အတွက်နေစဉ်နဲ့အမျှခေါင်းထဲမှာထည့်ထားဖို့လိုအပ်ပါတယ်။လူဆိုတာနေရာတကာအရေးမပါနိုင်ဘူး။နေရာတကာအရေးပါခြင်းရင်တော့သူ့ခေါင်းထဲကအုံနောက်တခံပြက်နေလို့ပဲဖြစ်မယ်။ဒါပေမဲ့လူဟာ နေရာတကာအရေးမပါပေမဲ့တနေရာမှာတော့တေချာပေါ့အရေးပါတယ်ကိုအရေးပါတဲ့နေရာလေးမှာပဲနေတတ်ကျင်납ဖို့လိုတယ်ထင်တယ်